င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တကနေဒီနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မှာပထမဆုံးအကြိမ်အဖြစ်အာရခတ်တတော် AA ကအရာရှိလက်ကျင်ရေးတင်ဒန်းကိုပို့ချခဲ့ပြီးအရာရှိ326ဦးကိုမွေးထုတ်ပေးလိုက်ခဲ့ပြီးအာရခတ်တတော် AA ရဲ့အရာရှိနဲ့အခြေခံပညာစစ်တင်ဒန်းတွေကိုရခိုင်ပြည်နယ်မှာဇက်တိုက်ဖွင့်လှစ်သွားမယ်ဆိုပါတယ်ရန်ကုန်တိုင်းကြီးမြင့်နိုင်မြို့နယ်ကစစ်ကောင်စီကစိတ်ကြီးဦးမြတ်ငစင်ရက်ကွက်အုပ်ချုပ်ရေးမှုမျိုးလိုင်းနဲ့အပေါင်းပါတွေက စစ်မှုမထမ်းခြင်းနဲ့လူငယ်တွေစီကနေတယောက်ကိုငွေကျပ်330ပေးရမယ်ဆိုပြီးတောင်းရန်နေတဲ့အပြင်ထွက်ပြေးရင်ပြစ်ခတ်မယ်ဆိုပြီးတော့ပါချိန်ချောက်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မှာပထမအဦးဆုံးအကြိမ်ဖြစ်အရခတ်တတော် AA ကအရာရှိလက်ကျင်ရေးတင်ဒန်းကိုပို့ချခဲ့ပြီးအရာရှိ326ဦးကိုမွေးထုတ်ပေးလိုက်တဲ့အပြင်အရခတ်တတော် AA ရဲ့အရာရှိနဲ့အခြေခံပညာစစ်တင်ဒန်းတွေကို ရခိုင်ပြည်နယ်မှာဇက်တိုက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့အရခတ်တော်အေအေကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။စီရေးနိုင်ငံရေးရီမှန်းချက်တွေနဲ့အရခတ်တော်အေအေစီယုံချုပ်ကအရာရှိလက်ကျင်းတင်တန်းအမှတ်စဉ်3တင်တန်းစင့်ဝဲအခမ်းအနားကိုရခိုင်ပြည်နယ်အတွင်းမှာပဲမေလ20ရက်နေ့ကအောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီအရာရှိလက်ကျင်းတင်တန်းအမှတ်စဉ်3ကနေအရခတ်တော်အေအေရဲ့အရာရှိ326ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးပြီ။ အမတ်စဉ်တက်မှာ138ဦးကိုမွေးထုတ်ပေးနိုင်ခဲ့တယ်လို့အမတ်စဉ်နှစ်ကတော့ကချင်ပြည်နယ်မှာပြုလုပ်ခဲ့ပြီးအခုအမတ်စဉ်3ကိုတော့ရခိုင်ပြည်နယ်မှာပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့အာရခတတော် AA ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။နောက်ထပ်လည်းအာရခတတော် AA ရဲ့အရှိတင်တဲ့အမတ်စဉ်4နဲ့အခြေခံပညာစစ်တင်ဓာတ်တွေကိုလာမဲ့ကာလတွေမှာထပ်မံဖွင့်လှစ်ပေးသွားဖို့ရာထားပြီးဖွင့်လှစ်မဲ့အချိန်ကိုထပ်မံအတိပေးသွားမှာဖြစ်တယ်လို့လည်းဆိုထားသလိုအာရခဒေတာကလူငယ်လူရွယ်တွေအနေနဲ့ နိဇယဒေတာတွေကနေတဆင့်စုံစမ်းပြီးအရခဒေတာတိဆောက်ရေးကာကွယ်ရေးနဲ့တည်တံ့ရေးလုပ်ငန်းတွေမှာပါဝင်နိုင်ပါတယ်လို့လဲအရခတတော်အေးအေးကတရားဝင်အသိပေးထားပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်တိုင်းကျင်းမြင့်နိုင်မြို့နယ်ကစစ်ကောင်စီခန့်စိတ်ကြီးဥမြငစင်ရက်ကွက်အုတ်ချုပ်ရေးမှုမျိုးလိုက်နဲ့အပေါင်းပါတွေကစစ်မှုမထမ်းခြင်းနဲ့လူငယ်တွေစီကနေတယောက်ကိုငွေကျပ်သိန်း30ပေးရမယ်ဆိုပြီးတောင်းရန်နေတဲ့အပြင်ထွက်ပြေးရင်ပြစ်ခတ်မယ်ဆိုပြီးတော့ပါချိန်ချောင်းနေတယ်လို့ ရက်ကွက်နေပြည်သူတွေကရန်ကုန်ခစ်တဲ့ကိုပြောပါတယ်။အဲ့ဒီကြီးမြင့်နိုင်မြို့နယ်စိတ်ကြီးဦးမြငစင်ရက်ကွက်ကစစ်ကောင်စီကအုပ်ချုပ်ရေးမှုမျိုးလိုက်နဲ့အပေါင်းပါတွေဟာရက်ကွက်ထဲကလူငယ်တွေကိုမဲစနစ်နဲ့တောင်မဟုတ်တော့ပဲအတင်းအဓမ္မနီးနဲ့စစ်မှုထမ်းခိုင်းနေပြီ။သူတို့နဲ့အစင်မပြေတဲ့သူတွေကိုအတိကထားစစ်မှုထမ်းခိုင်းနေတယ်ဆိုပါတယ်။အကယ်လို့စစ်မှုမထမ်းချင်ရင်တော့လူငယ်တအုပ်ကိုငွေကျပ်သိန်း30ပေးရမယ်ဆိုပြီးတော့မတရားငွေညှင်းတောင်းရန်နေသလိုစစ်မှုမထမ်းမဲထွက်ပြေးရင်တော့ တွေ့တဲ့နေရာမှာပြစ်တတ်မယ်ဆိုပြီးတော့ဗာချင်းချောက်ပြောဆိုနေတယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်အလားတူရန်ကုန်တိုင်းဒလမြို့နယ်ကအနိုးချောင်းကျေးရွာအုပ်ချုပ်ရေးမှုဝတင်ဆိုတဲ့သူကလည်းစစ်မှုမထမ်းကျင်တဲ့လူငယ်တွေစီကနေတောက်လျှောက်ငွေကြေးတွေမတရားချင်းချောက်တောင်းရနေတဲ့အတွက်ပြည်သူတွေလည်းအတော်ကိုဒုက္ခရောက်နေကြပြီဘသူကမှလည်းတိုင်လို့မရတာကြောင့်ကြိတ်ခံနေရတယ်လို့ရက်ကွက်နေပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာတော့ မန္တလေးတိုင်းနထိုးကြီးမြို့ကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်စစ်ရေးဂိတ်ကိုတော်လန်ရေးတပ်တွေက drone နဲ့ပုံကျဲတိုက်ခိုက်မှုဖြစ်စဉ်မှာလီဒက်ကပိုကြီးတဦးပါပေသွားတဲ့အပြင်၃ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။မေလ23ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲနထိုးကြီးမြို့နယ်ခလန်းတက်စီခြေရွာအနီးမှာဂိတ်ချပြီးပြည်သူတွေကိုစစ်ဆင်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီတပ်သားတွေကိုနထိုးကြီး PDF မြင်းညံခရိုင်အမှတ်၄တရင်ကနေ ဒရုန်းနဲ့ပုံသီး၃လုံးဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့နဒိုဂျီ PDF ကထုတ်ပြန်ထားပါတယ်။အဲဒီလိုဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်စဉ်မှာမိတီလာလေတက်ကနေတာဝန်ချထားတဲ့လေရင်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်လတ်ထခကဗိုလ်ကြီးတဦးသေးသွားပြီးတော့နောက်ထပ်လတ်ထခကစစ်သား၂ဦးနဲ့မြေပြင်အတက်တင်လေတက်စခန်းကအရာခံဗိုလ်တဦးအပါဝင် စုစုပေါင်း၃ဦးကပြင်းထန်ဒဏ်ရာတွေရထားတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။ဒီတခါတရင်ပြည်နယ်ဘက်မှာတော့ တန်တော်ကြီးမြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့ဘရင်နောင်တပ်မတော်ကြီးတိုက်ခတ်ရိတ်ချောင်းကကျောင်းအုပ်ကြီးဗမှုချုပ်အောင်အောင်ဆိုတဲ့သူဟာမူရစေဝါလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေပြီးမတရားတက်တွင်းဖိနှိပ်မှုတွေကိုပါလုပ်နေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်အကြံဖက်စစ်ကောင်စီရဲ့ဘရင်နောင်တိုက်ခတ်ရေးတင်တန်းချောင်းကကျောင်းအုပ်ကြီးဗမှုချုပ်အောင်အောင်ဆိုတဲ့သူဟာပြင်ပကနေမူရစေဝါတဲယူဖြန့်ပြူရောင်းချမှုတွေကိုလက်ငွေယူပြီးခွင့်ပြုပေးထားတဲ့အပြင်တက်တွင်းမူရစေဝါဖြန့်ပြူရောင်းချမှုလုပ်ငန်းတွေမှာပါ နီလန်မျိုးစုံနဲ့ပါဝင်ပတ်သက်နေတယ်ဆိုပါတယ်လက်ရှိမှာလေတင်တန်းကြောင်တွေမှာမူရစ်ဆေးဝါးအသုံးပြုမှုတွေဟာပုံမှန်မြပြလာပြီအဲ့ဒီလိုဖြစ်နေတာတွေကိုတင်တန်းကြောင်အုပ်ကြီးကိုယ်တိုင်ကအဲ့ဒီမူရစ်ဆေးဝါးရောင်းချမှုတွေမှာပါဝင်ပတ်သက်နေတာဖြစ်တယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ဒီလိုဖြစ်နေတာတွေနဲ့ပတ်သက်ပြီးအဲ့ဒီဘီယန်နောင်တက်ခတ်ရေးတင်တန်းကြောင်ကကြောင်အုပ်ကြီးဘုံမှုချုပ်အောင်အောင်ကိုတိုင်တန်းဖို့လှုပ်တော့လေမအောင်မြင်မဲသူကတော့ပြန်ပြီးတော့တိုင်မှုစ조사တဲ့သူတွေကိုတက်တွင်းဖျက်သိပါဆိုပြီး မတရားနှိတ်ကွတာတွေဖိနှိပ်တာတွေပြုလုပ်နေတဲ့အပြင်လက်ရှိတန်တော်ကြီးရဲ့နေမြေအခြေအနေကလည်းအယံကိုစိုးဝါနေတဲ့အတွက်အထက်ကလည်းဖိဖိစီစီမကင်တွေနိုင်တော့ဘူးလို့တက်တွင်းသတင်းရေးမြစ်ကပြောထားပါတယ်လက်ရှိမှာလည်းအဲ့ဒီဘုံမှုချုပ်အောင်အောင်ဆိုတဲ့သူကသူ့ရဲ့မှုရစေဝါအမှုတွင်နဲ့တရားမဝင်လုပ်ငန်းတွေကိုဖုံးကျင်တဲ့အတွက်အထက်ကအလို့ကျလုတ်ပြတဲ့အနေနဲ့တန်တော်ကြီးမြို့နေကရင်မှာလက်တရက်ကိုနိုင်ငံရေးလုတ်တယ်ဆိုပြီးမတရားဖန်ဆီးထားတဲ့အပြင်တက်ထဲကကျမ်းမာရေးမကောင်းလို့ထွက်စာတင်တဲ့ចောင်းဆရာမတူကိုလည်း ဖယဲသည့်ဆိုတဲ့ခေါင်းစဉ်နဲ့ထောင်တန်းနှစ်နှစ်ချမှတ်ထားတာတွေအပြင်တက်တွင်းပြိနေမှုမျိုးစုံလုပ်နေတယ်လို့လည်းတက်တွင်းသတင်းရင်းမြစ်ကပြောထားပါဗျ။အဲ့ဒီမူရေးစေဝါမှုတွေနဲ့တရားမဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ဗိုလ်မှူးချုပ်အောင်အောင်ရဲ့မိသားစုဟာနေပြည်တော်မှာနေထိုင်ပြီးသူမှာသမီးနှစ်ဦးရှိတဲ့အပြင်နေပြည်တော်ကိုတွားရင်လည်းစစ်ကားမတုံးမဲ့အရက်သားအဖြစ်ဟန်ဆောင်ပြီးတော့ light truck ကားနဲ့သာတွားတယ်လို့လည်းတက်တွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့စစ်တပ်လက်အောက်ခံအမီစီနဲ့ရန်ကုန်အလုံးစိတ်ကန်းတစ်တိဆောင်ရေးလှုပ်ဆောင်နေတဲ့အဒန်နီပိုဇန်ဇက်လီမိတက်ကယင်းနီမြုံနယ်မှုတွေကိုပြန်လဲထုတ်ယူလိုက်ပြီလို့နော့ဂတ်ဘန်ကကြေညာလိုက်ပြီးစစ်ကောင်စီကိုတရုတ်လုတ်ထရက်ကားတွေရောင်းနေတဲ့ကုမ္ပဏီကနေလဲယင်းနီမြုံနယ်မှုတွေရုတ်သိမ်းလိုက်ပြီလို့ကြေညာလိုက်ပါတယ်စစ်ကောင်စီနဲ့ဒူစီပွားရေးလှုပ်ဆောင်ခဲ့တဲ့ အဒန်နီပိုဇန်ဇက်လီမီတက်ကသူတို့ရဲ့ယင်းနှိမ့်နှံမှုအဆုစုကိုပြန်လဲထုတ်ယူလိုက်ပြီလို့နော့ဂတ်ဘန်ကမေလ15ရက်နေ့ကပဲတရားဝင်ကြေညာခဲ့တာပါအဲ့ဒီအိန္ဒိယအဒန်နီပို့စ်ဟာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ MSC နဲ့အတူရန်ကုန်အလုံးစိတ်ကန်းတစ်တိဆောက်ရေးလှုပ်ဆောင်နေတဲ့လုပ်ငန်းစုကြီးဖြစ်တယ်လို့အခုကမှတော့နိုင်ငံတကာရဲ့စီးပွားရေးဒဏ်ကပ်ပိတ်ဆို့မှုတွေအကြီးကျယ်ခံနေရတဲ့မြန်မာစစ်တပ်နဲ့အကျိုးတူယင်းနှိမ့်နှံမှုတွေကိုလျှော့ဈေးနဲ့ရောင်းချခဲ့ပြီးမြန်မာနိုင်ငံကနေထွက်ခွာသွားပါပြီလို့ အိန္ဒိယအဒန်နီ group company ကကြေညာခဲ့ပါသေးတယ်။ဒါအပြင်စစ်ကောင်စီကိုတရုတ်လုပ် truck ကားတွေရောက်နေတဲ့ဝေချမ်း company ကနေလဲရင်းနှီးမြှုပ်နှံမှုတွေရုတ်သိမ်းလိုက်ပြီလို့ Nogas Bank ကတရားဝင်ကြေညာလိုက်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လဲဂင်းတဲ့နေ့ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ